မရဒေါ်နယ်ထရန့်ရဲ့ဒါအာရှကီးစင်နောက်ဆုံးဖြစ်တဲ့ဒါတောင်ကိုရီးယားနိုင်ငံကိုရောက်နေပြီအပက်အစည်းအဝေးကိုတက်မယ်တရုတ်သမ္မတစီဂျင်ပင်လည်းလာမယ်သမ္မတထရန့်ကတော့မြောက်ကိုရီးယားကောင်ဆောင်ကိုသူတွေ့ကြင်လည်းတွေ့မယ်လို့တော့ပြောထားပါတယ်အဲ့တော့ဒါတွေအလုံးကဒီဒီကဘာတရင်းစင်ရီပေါ့မနေ့ကလည်းဂါဇာမှာအပြစ်ခက်ရစေးပြပြဲသွားပြီးတော့ဣသရေလဝန်ကြီးချုပ်ကဂါဇာ ပုံကျဲဖို့အနေကညွှန်ကြားလိုက်ပါတယ်အဓိကကတော့တစားကံကိုသိဆုံးသွားတဲ့တစားကံကိုပြန်ပေးဖို့ဟာမတ်စ်ကပြက်ကွက်တာဖြစ်တဲ့အတွက်အစ္စရေးကဒီပုံပြန်ကျဲမယ်လို့ပြောနေပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းဒီအစ္စရေးရဲ့လုပ်ရက်ကို ထောက်ခံတယ်ဆိုပြီးတော့ကြေညာထားပါတယ်ပြီးတော့ဂါဇာကိုကုလသမဂ္ဂငြိမ်းချမ်းရေးတပ်လွှတ်ဖို့လေဒါမလေးရှားနိုင်ငံတို့ကအပါအဝင်တခြားနိုင်ငံတွေကလည်း ကူပေါင်းပါဝင်ပို့ဆောင်ပေးမယ်ဆိုပြီးတော့ဆွေးနွေးမှုတွေညှိနှိုင်းမှုတွေဖြစ်နေကြပါတယ်။ဒါတော့ထူကြတဲ့ကပသတင်းပေါ့နော်။ယူကနေငါမှာ reform party ရဲ့လွတ်တော်ကိုယ်စားလှယ်တယောက်ကအခုကြောင်ညာတွေမှာ အာရှသားတွေလူမဲတွေပဲကြောင်ညာမင်းသားမင်းသမီးတွေဖြစ်နေတာကိုဝေဖန်လိုက်တာဖြစ်တဲ့အတွက် ဒါခွဲခြားဆက်ဆံမှုဆိုပြီးတော့အပြင်းထန်ဝေဖန်ခံရတဲ့အခါမှာတော့ဖွန်ပါတီရဲ့ခေါင်းဆောင်နိုင်ဂျယ်ဖာရစ်ကတော့ဒါသူပြောတာမပြောသင့်ဘူးပေါ့နော်ဒါပေမဲ့သူခွဲခြားဆက်ဆံတာတော့မဟုတ်ပါဘူးပေါ့နော်အဲလိုမျိုးပြန်လည်ပြောဆိုမှုတွေဖြစ်နေပါလေအဲ့တော့ UK နိုင်ငံအပါဝင်ဒါဒီဒီကိုကိုစင်းလုံးကြီးနေတာတွေအားလုံးကဥရောပကထွက်တဲ့ Brexit ကြောင့်ဖြစ်တယ်ဆိုပြီးတော့လက်ရှိ ်မန္တရေးကိုတောင်းယူထားတဲ့ဘတ်ဂျက်ကိုတောင်းယူထားတဲ့ဝန်ကြီးကပြောဆိုထုတ်ဖော်ပြောဆိုထားပါတယ်ပြီးတော့ UK နိုင်ငံမှာဆန္ဒပြပွဲတွေကိုအစိုးရကထိန်းချုပ်ဖို့ဥပဒေတွေလောက်တာနောက်ပြီးတော့အဲ့တော့ဒီ digital ID တွေထုတ်ဖို့လောက်တာဟာ UK နိုင်ငံမှာဒီမိုကရေစီကြဆုံးမှုတွေဖြစ်နေပါပြီဆိုပြီးတော့အထိုက်ခံတွေကဝေဖန်နေကြပါတယ်အဲ့တော့ digital ID လောက်လိုက်ရင်လူတွေကလွတ်လပ်စွာခီးသွားလာတာလွတ်လပ်စွာ အာဒီကုံသွဲတာလွတ်လပ်စွာငွေကြီးဗန်ဒီဖွင့်လာတဲ့အားလုံးကိုအနောက်ရှက်ပြည်စိမ်မှာဖြစ်တဲ့အတွက် UK နိုင်ငံသားအများစုကတော့ ID ကကိစ္စကိုစန့်ကျင်လာတာကြားပါပြီပြီးတော့အစိုးရကဆန္ဒပြပွဲတွေအားလုံးကအစိုးရခွင့်ပြုချက်ရမှဆန္ဒပြရမယ်ဆိုတဲ့ဒီထုတ်ပြန်မှုတွေကနောက်လာမယ့်အစိုးရတွေပါဒီဥပဒေကိုဆက်သုံးကြမယ်ဆိုရင်ဒါလွတ်လပ်စွာပြောဆို ထုတ်ဖော်ခွင့်တွေကို ထိခိုက်စေတယ်ဆိုပြီးတော့အကြီးအကျယ်ဝေဖန်မှုတွေဖြစ်နေပါတယ်။ဒါက UK နိုင်ငံရဲ့အနေထားပါ။ထိုင်းနိုင်ငံမှာတော့ဒါဒီဒီမိဖုရားကြီးတတိခေနော်ကွယ်လွန်နေဆာရောက်သွားတာဖြစ်တာဖြစ်တဲ့တွင်နိုင်ငံတော်အစဉ်ဝန်နေချင်းအခမ်းအနားကိုရပ်ပေါင်း90သတ်မှတ်ထားပြီးတနိုင်ငံလုံးအနေနဲ့ရပ်ပေါင်းတစ်နှစ်တတိဝန်နေချင်းအခမ်းအနား အလုံးမဲ့ဆိုပြီးကြေညာထားပြီးတော့အပြောပွဲရှင်ပွဲများအားလုံးအစီခီးစင်များအားလုံးရှိုးပွဲများအားလုံးကိုရွှေဆိုင်ကြဖို့တက်နိုင်ရင်ဖြတ်သိမ်းကြဖို့ထိုင်းနိုင်ငံကလှုပ်ဆော်ထားပါတယ်။ဒါထိုင်းနိုင်ငံရဲ့ဖြစ်စဉ်ပေါ့။မလေးရှားနိုင်ငံဝန်ကြီးချုပ်ကတော့ဒါမလေးရှားမှာအာဆီယံကိုအောင်မြင်စွာကျင်းပပြီးစီးသွားတာဖြစ်တဲ့အတွက်ဒါတို့တို့အတွက်အကျိုးရှိတယ်ပေါ့။ဆင်မနိုင်ငံဝန်ကြီးချုပ်ကလည်းဒီအာဆီယံစီးပွဲကနေတို့ ရုပ်နိုင်ငံရဲ့လောလောဆယ်ကုန်သွယ်ခွင့် version 3ကိုတရုတ်ဝန်ကြီးချုပ်နဲ့လက်မှတ်ထိုးတာတွေလောက်ခဲ့တာဖြစ်တဲ့အတွက်ဒါတွေကအောင်မြင်မှုတွေသူတို့ရဲ့ကုန်သွယ်မှုတွေရင်းနှီးမြှုပ်နှံမှုတွေပြီးတော့ဒီ green နဲ့ပတ်သက်တဲ့ဒီရောပေါင်းကြီးထိသိမ်းရေးနဲ့ကုန်သွယ်မှုတွေရင်းနှီးမြှုပ်နှံမှုတွေအတွက်သူတို့စာချုပ်စာတမ်းတွေအများကြီးရရှိခဲ့တယ်เนาะ digital နဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့เนาะအဲ့ဒါတွေအားလုံးကိုစင်ကူဝန်ကြီးချုပ်လီရှင်လုံးကသူ့ရဲ့ Facebook page မှာကြီးတာထားပါတယ် အဲ့တော့အခုကတော့ဒါအာရှရဲ့ခီးစဉ်ဖြစ်တာဖြစ်တဲ့အတွက်ဒီ APEC အစည်းအဝေး Asia Pacific အစည်းအဝေးကိုသမရဒေါ်နန်ထရန်တက်ရောက်ဖို့အတွက်တောင်ကိုရီးယားနိုင်ငံပူဆမ်းမှုကိုရောက်ရှိနေပြီအဲ့ဒီအတွက်သမရဒေါ်နန်ထရန်ကိုသူတို့သူရကိုနိုင်ငံကနေရီကျိုးဆိုတယ်ပြီးတော့သမရဒေါ်နန်ထရန်ကိုတောင်ကိုရီးယားနိုင်ငံရဲ့အမြင့်ဆုံးစုတစိမ့်ဖြစ်တဲ့သမရစုတစိမ့်တွေပေးဖို့လည်းပြင်ဆင်နေကြပါတယ်ပြီးတော့ ဂျပန်နိုင်ငံဟိုဂျပန်နိုင်ငံမှာတော့ဒီဂျပန်နိုင်ငံဝန်ကြီးချုပ်နဲ့သမ္မတဒေါ်လန်ထရန့်တွေ့ဆုံတဲ့အခါမှာဂျန်နယ်ဂျပန်ဝန်ကြီးချုပ်ကိုလည်းချီးကျူးပြောဆိုလိုက်ပြီးတော့ဂျပန်နိုင်ငံနဲ့ဘီလီယံ900နီးပါးရှိတဲ့ဘီလီယံမြောက်များစွာရှိတဲ့ဒါကုန်သွယ်ရေးစာချုပ်တွေဒီကုန်သွယ်မှုတွေစာချုပ်သဘောတူရဲ့လက်မှတ်တူတဲ့ဆိုပြီးတော့သမ္မတဒေါ်လန်ထရန့်အင်ပြူတော်မှာရှိတဲ့ပေးစရာနေတော့ကြီးညာထားပါတယ်။ဒါသမ္မတဒေါ်လန်ထရန့်ရဲ့ဒါရင်းနှီးမြှုပ်နှံမှုတွေပတ်သက်တဲ့အောင်မြင်မှုတွေပေါ့။ဘီလီယံ900နီးပါး ရင်းနှီးမြှုပ်နှံမှာအဲ့တော့ဒါ American Fast Policy နဲ့သွားနေတယ်သမရတော်နဲ့ထွန်းတွေ့တာတကဘာလုံးရဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့အမေရိကန်နိုင်ငံစီးပွားရေးတိုးတက်အောင်လှုပ်ဆောင်မှုတွေအတွေ့အကြုံသူ့ကိုထောက်ခံတဲ့လူတွေကတော့ကြိုးဆိုကြတယ်ဒါအမေရိကန်နိုင်ငံပြည်တွင်းရင်းမှာတော့ government lockdown ဖြစ်နေတာဖြစ်တဲ့အတွက်အစိုးရကဒီဖြတ်တောက်တာတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုမှုတွေကန့်ကွက်မှုတွေရှိနေပြီး ဒါမှမဟုတ်အစိုးရပြန်ဖွင့်ဖို့အတွက်အထက်လွှတ်တော်မှာ73ချိန်မြောက်ယူပါပကင်ရဲ့စူးစမ်းမှုကိုဒီမိုကရက်တွေကဒီမိုကရက်အထက်လွှတ်တော်မှတွေကထောက်ခံမဲ့မပေးဘဲတားဆီးထားပါတယ်။ဒါကြောင့်အမေရိကန်နိုင်ငံမှာလော့ဒ်ဒေါင်းဆက်ဖြစ်နေစေ ဖြစ်ပါတယ်။ဒါကအမေရိကန်နိုင်ငံမှာဒါသမ္မတဒေါ်နယ်ထရန့်ရဲ့ဒါ Big Beautiful Bill ကြောင့်ဒီကမ္ဘာကော်ပိုရေးရှင်းကြီးတွေပေါ့နော် အထူးသဖြင့်ဒါ Microsoft တို့ Facebook တို့ Google တို့က တို့အခွန်လေး shop ပေးတာဖြစ်တဲ့အတွက်ဘီလန်နဲ့ချီပြီးတော့အခွန်လေးတို့ shop ပေါ်ပြီးခန်းစားရတယ်အဲ့ဒီထဲမှာဒီ Abudor ရဲ့ဒီဒီ Iswin ဆိုတဲ့ဘောရုံးကိုပြင်ဆင်မှုကိစ္စကိုအဲ့ဒီ corporation ကြီးတွေကဒေါ်လာတန်း300အလှူထည့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတို့တွေသမရဒေါ်လာထွန်း shop ပြီးလို့ဒီပတ်စံနဲ့ပြန်လှူရဲဆိုပြီးတော့ Democrat တွေကအကြီးအကျယ်ဝေဖန်မှုတွေပြုလုပ်နေကြတာပါဒါကကမ္ဘာ သတင်းများ ဖြစ်ပါတယ်။ပြည်တွင်းမှာတော့ပြည်တွင်းမှာတော့ဒါဒီဒီအေအေနဲ့ဒါစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်တယ်။အဲ့တိုက်ပွဲတွေဖြစ်တဲ့နေရာမှာစစ်ကောင်စီဘက်ကတိုက်ရင်လိုက်နော်ဒီစစ်ကြောင်းလိုက်ကိုအေအေကချိန်မုံလိုက်နိုင်တယ်ဆိုပြီးတော့သတင်းတွေတက်နေပါတယ်။ဒုနေတကောင်မေးတိုင်းသားကောင်းဆောင်များနဲ့အန်ယူဂျီနဲ့တဘောတူညီမှုတွေရရှိပြီးတော့စစ်စင်ကြီးတွေ အပန်တိတ်လှုပ်ဆောင်နေကြတယ်တနင်္ဂနွေတိုက်ပွဲတွေပြင်းထန်နေကြတယ်ဆိုတော့ပြောပြီးတော့ဒီစင်ကူးမျိုးကိုကူးတဲ့အရာပလီမျိုးကူးတရားကိုလည်းညကဘုံခွဲခံရတာဖြစ်တဲ့အတွက်တရားကြီးပြတ်သွားပါပြီအဲ့ဒီအတွက်စစ်ကောင်စီကအဲ့ဒီပပတ်လေးမှာရှိတဲ့ဒေသတွေကိုပုံကျဲနေပါတယ်စစ်ကောင်စီကစင်ကူးမျိုးကိုပြန်လည်ရရှိဖို့အတွက်ထိုးစစ်တွေစနေနေနေရာမှာညကအရာပလီမျိုးကူးတရားတစ်ချောင်းဘုံခွဲခံရပြီးတော့ပျက်စီးသွားပါတယ်အဲတရားပြတ်သွားပါတယ်အဲ့တော့ ဟိုတနိုင်ငံလုံးအတိုင်းအတာနေနေရာတိုင်းမှာတိုက်ပွဲတွေဖြစ်နေပါလေသတင်းထုတ်ပြန်တာမထုတ်ပြန်တာပဲရှိတာပါ NUG ရဲ့ policy ကတော့တိုင်းသားတွေနဲ့ပူးပေါင်းဆောင်ရွက်တော့မှာဖြစ်တာဖြစ်တဲ့အတွက်ဒီ AA AA ရဲ့ထုံးစံအတိုင်းပဲသတင်းထုတ်ပြန်တာတွေကြီးညာတာတွေမရှိတော့ပါဘူးအဲ့တော့တိုက်စရာရှိတာကိုသူတို့ဇာတိုက်တိုက်နေကြတော့မှာပါပြောချင်တာကဒီ NUG ကမကြီးညာပဲနဲ့ဘယ် PDF အဖွဲ့တွေကမှသတင်းကြီးညာလို့လည်းမရတော့ပါဘူး အထူးသဖြင့်တိုင်းသားလက်နက်ကိုင်များကကဒီလိုသတင်းတွေဒီဆိုရှယ်မီဒီယာတို့မှာဖွာနေတာတွေပေါ်နေတာတွေကိုမကြိုက်ပါဘူး။ဘာကြောင့်လဲစေးရေးစေးရေးဆိုင်ရာစေးရေးဆိုင်ရာတိုက်ခိုက်မှုတွေဖြစ်နေတာဖြစ်တဲ့အတွက်ဒီဒီကိစ္စကိုဟိုကြွေးထားကြပြီးတော့ဟိုတိုက်ပွဲတွေနေရနေရနဲ့အမျက်ဖြစ်နေပါပြီ။ထိုနည်းလကောင်းမယ်မနေ့ကဆိုရှယ်မီဒီယာမှာနာမည်ကြီးနေတဲ့ ဒီဝါဒဖြန့်ကားနဲ့ပတ်သက်တဲ့တရုတ်ဆောင်တွေကိုဒါ social punishment မှာလုပ်မယ်ဆိုပြီးတော့ရန်ကုန်မှာရှိတဲ့အဖွဲ့တွေကလည်းကြီးညာနေသလိုတကဘာလုံးမှာရှိတဲ့အဖွဲ့တွေကလည်းကြီးညာရပါတယ်အဲ့တော့အဓိကကျွန်တော်ထိုင်းနိုင်ငံမှာတွေ့ခဲ့ရတဲ့အတွေ့အကြုံများအရာပေါ့နော်ကျွန်တော်ပြောတဲ့ Jan Eli ပေါ့နော် Jan Eli generation Eli ရဲ့အနေအထားများအရာတို့ကဟိုဒီကျွန်တော်တို့ ဒီလာရှိုးဖြစ်စဉ်အခုအာရှလန်းဖြစ်စဉ်ဒီဖြစ်စဉ်နှစ်ခုနဲ့ဝါဒီစက်တက်ရဝါရားဖြန့်တဲ့ရန်ညားပေါ်မှာရက်တည်ပြီးတော့ဒီဆိုရှယ်မီဒီယာတွေမှာဖန်ရိုက်ဇာတွေနဲ့ပတ်သက်ပြီးတော့ပြောဆိုတိုက်ခိုက်မှုတွေရှိတာတွေအန်ယူဂျီပေါ်မှာအားမလို့အားမရဖြစ်နေတာတွေပေါ့အဲ့ဒါတွေအားလုံးကိုပေါင်းပြီးတော့ တို့ကတို့အများစုရဲ့စိတ်နေစိတ်ထားကဒီဒေါ်လာကြီးရခက်ခဲမင်းပေါ့ကြမ်းကြမယ်ပေါ့ဆက်အနာရှင်ကိုပို့ပြီးတော့တို့က favor ပေးကြင်တာပေါ့ဒါကြောင့်ဒီစစ်တပ်အောက်မှာပဲတို့၅နှစ်လဲအတူတူနေထားပြီးပြီအဲ့ဒီ၅နှစ်အတွင်းမှာလဲစစ်တပ်နဲ့ပေါင်းပြီးစားတဲ့လူတွေကလဲကြီးကြီးတက်ချမ်းသာလာကြတဲ့ခါကျတော့ဒီကိုကျိုးရှာကျင်တဲ့လူတွေကဒီဦးစစ်တပ်လုံးမဲ့ရွေးကောက်ပွဲကိုလဲ တို့ကဝါရစစ်တပ်ရဲ့ဝါရဖြန့်မှိုင်းနေအောင်မှာဒီရေကောက်ပွဲပြီးရင်ပဲစစ်တပ်ကဒီ NUG နဲ့ဒီတော်လိုင်းတပ်တွေကစစ်တပ်ကိုဘယ်လိုမှလုံးလုံးမရဘူးဆိုတဲ့1988အခင်းချင်းပုံစံမျိုးကိုတို့ကပြောဆိုလာကြပြီးတို့ကစစ်တပ်ဘက်ကနေပဲရက်တည်ပြီးတော့ဒီဒီဘက်ကတော်လိုင်းအဖွဲ့အစည်းများနဲ့တော်လိုင်းပြည်သူများကိုမတိမဲမြင်နဲ့ဒီ တို့ဘာတတ်နိုင်သေးလဲပုံစံနဲ့ဒီဝါဒပြန်ကားတွေကိုရဲရဲတည်တည်တို့ရဲ့ကိုဂျူးစီးပွားတွေပေါ့နော်သူစစ်တပ်ကတို့အကာအကွယ်ပေးနိုင်မယ်တို့စစ်တပ်နဲ့ပေါင်းပြီးတော့လုပ်နေတဲ့စီးပွားရေးလုပ်ငန်းတွေကြီးတက်ချမ်းသာမယ်ပြောချင်တာကမြန်မာနိုင်ငံလွတ်လပ်တာမလွတ်လပ်တာစစ်တပ်ကအုပ်ချုပ်တာမအုပ်ချုပ်တာတရားတာမတရားတာရေးမကြည့်ဘူးငါတို့ကစစ်တပ်နဲ့နေရင်ငါတို့လွတ်လပ်တယ်ငါတို့ကြီးပွားတယ်ငါတို့ချမ်းသာတယ်ငါတို့မှပတ်စံရှိရင် ငါတို့နိုင်ငံတကာမှာလည်းရင်းနှီးမြှုပ်နှံလို့ရတယ်ပြည်တွင်းမှာလည်းငါတို့စစ်တပ်နဲ့ပေါင်းပြီးလုံလုံခြုံခြုံနေလို့ရတယ်ဆိုတဲ့စဉ်းစားပုံကနေအခုလိုဆိုရှယ်မီဒီယာတွေကနေဒီဝါဒဖြန့်ကန်တွေကိုရဲရဲတင်းပေါ်ပေါ်တင်းတင်းရိုက်ကရိုက်လာကြတယ်ထိုင်းနိုင်ငံလိုနေရာမှာဒီသူတို့ရဲ့ရုပ်ရှင်ကားတွေကိုရဲရဲတင်းလာပြပြီးတော့ထိုင်းနိုင်ငံပြည်တွင်းမှာရှိတဲ့အကြောက်တရားကနေထိုင်းနိုင်ငံအထိဒီအကြောက်တရားတွေတွင်ဖို့စူးစမ်းနေကြတာ ဝါရားဖြန့်နေဆိုတာအမားတစ်ခုကိုထက်က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 ပြောရင်အမှန်ဖြစ်သွားတတ်ပါလေအဲ့ဒီပုံစံကိုစစ်တပ်ရဲ့ဝါရားဖြန့်ရန်တရားကစိုက်ဝါးနေအနေနဲ့ထက်က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 ဝါရားဖြန့်နေတာဖြစ်တဲ့တွေ့ကိုဂျိုးစီးပွားနဲ့ရှင်ပြီးတော့ဒီ generation ld အုပ်စုတွေကအခုလိုမျိုးတုတ်ပြန်လာကြတယ်အဲ့တော့တော်လန်ကြီးကြာရင် ဒါတွေဖြစ်မယ်ဆိုတာဒါကြောင့်လည်းကျွန်တော်တို့တွေပြောခဲ့ကြရတာဒေါ်လာကြီးကငါးတက်တက်ပူကြလာပြီဆိုရင်ဒီလိုမျိုးအနေထားတွေဖြစ်လာမယ်သို့တော်ငကိုဒေါ်လာကြီးတွေနေမတူတဲ့အနေထားဟာလက်ရှိမြေပြင်မှာလက်ရှိမြေပြင်မှာစစ်တပ်ကနေတိုက်ပွဲတွေနေရာတိုင်းဖြစ်နေတယ်အဲ့ဒီဖြစ်နေတဲ့တိုက်ပွဲတွေအားလုံးကိုစစ်တပ်ကလည်းတိုက်နေတယ်ဒီဆေးအနာရှင်များဘက်က တို့ရဲ့ဒီရွေးကောက်ပွဲကနေတို့လွတ်တော်ခေါ်နိုင်ပြီဆိုတာ ਨੇ အဲ့ဒီပုံစံကနေတို့ကအသာစီးယူပြီးတော့မြေပြင်မှာဖြစ်နေတဲ့ဒေါ်လာရေးကိုတဖြည်းဖြည်းချင်းနှိမ်နှင်းယူမယ်ဆိုတဲ့စိတ်ကူးရင်စဉ်းစားမှုကနေအခုလိုဝါဒဖြန့်ရန်တရားတွေကို ပေါ်ပေါ်တည်တည်ဒီလူပညာရှင်တွေကပူပေါင်းပါဝင်လာကြတာကိုကြိုးတွေကြည်လာကြတာဒါအရှိတရားပါ အဲ့တော့ခေတ္တစနစ်တိုင်းမှာဒီအာနာရှင်မင်းတရားတွေဘက်ကလုံနေတဲ့ဒီဒီဘယင်စနစ်ဆိုရင်တော့ဒီဘယင်ရဲ့နန်းတော်တဝိုက်ပေါ့မြို့တော်ပေါ့နော်ဘယင်နန်းနန်းတွင်တဝိုက်မှာရှိတဲ့လူတွေဘယင်ဝန်တန်းတွေသူတို့ရဲ့သားသမီးတွေသူတို့ရဲ့စီပွားရေးတွေသူတို့ရဲ့လုပ်ပုတ်ကံပွဲကုန်တယ်ပွဲစားတွေဟာအ ဘရင်စနစ်အောက်မှာပဲကြီးပွားချမ်းသာမှုတွေနဲ့ဩဇာအာဏာတည်ထွင်မှုကနေပြုလုပ်ခဲ့တဲ့အတိုင်းပဲပြည်တွင်းမှာလည်းဒီလိုအနေထားတွေရှိနေသေးပဲဖြစ်ပါတယ်။ဒါကြောင့်တော်လံပြည်သူများဘက်ကလည်းတော်လံရေးကဥတီချက်ပေါ့နော်ဥတီချက်ပေါ့တော်လံရေးရဲ့ဥတီချက်ကဒီတော်လံရေးကို လူတိုင်းလူတိုင်းပါဝင်လာကြတဲ့အနေအထားကနေဝင်ရပြီးတော့ဒေါ်လာရေးပေါ်ကိုလွှမ်းမိုးကျင်ကြတဲ့ဒုသီမုတ်ကြီးလည်းကူညီကျင်ကြတဲ့ဒုသီမုတ်လည်းဩဇာတရားမှုရှိကျင်ကြတဲ့ဒီလွတ်လပ်စွာပြောဆိုခွင့်ကနေဆိုရှယ်မီဒီယာတွေကနေဒီတိုက်ခိုက်ဝေဖန်ပြောဆိုမှုတွေကနေပြီးတော့စည်းလုံးညီညွတ်မှုကိုပြိုကွဲစေတာလည်းအမှန်ပါပဲ။ အဲ့တော့ NUG အစိုးရအနေနဲ့လေတနိုင်ငံလုံးအတိုင်းတာနေသူကဥဆောင်မှုမပေးနိုင်တဲ့အခါမှာအဲ့ဒီလေးလေးဟနေတဲ့ဒီနေရာတွေကိုပေါ့နော်ကွက်လက်ဖြည့်တဲ့အနေနဲ့တခြားတော်လှန်ပြည်သူများကသူတို့တပ်ဆိုင်ရာဒေသတွေအလိုက်ဒေသစွဲတွေနဲ့သူတို့ရဲ့လက်လက်ကန် PDF တွေကိုထောက်ပံ့မှုတွေလှူဆောင်မှုတွေအားပေးမှုတွေ တိုက်ခိုက်မှုတွေရှိလာတာဒေါ်လာရေးရဲ့ပဲကတိအနေထားပါအဲ့ဒီမှာမှအဓိကဒေါ်လာဒေါ်လာပြည်သူတွေဖြစ်နေတဲ့စကိုင်းမကွေးအနေထားကဒီလိုပုံစံနဲ့ပဲရည်တည်လာကြတာအန်ယူဂျီဘက်ကကြည့်တော့လေအခုလိုအနေထားတွေဖြစ်လာရင် အလွန်အတန်သိသိခိုင်မာတဲ့ဥဆောင်အဖွဲ့တစ်ဖွဲ့ရှိဖို့လိုအပ်တယ်ဆိုတော့ဘက်ကနေမြူသားညီညွတ်ရေးအစိုးရကိုဖွဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဒီအာဏာလုခံထားရတဲ့အာဏာသိမ်းခံထားတဲ့အာဏာလုထားတဲ့စစ်ကောင်စီကို ထိတ်တိုက်ရင်ဆိုင်တာပါအဲ့တော့အဲ့လိုထိတ်တိုက်ရင်ဆိုင်တဲ့နေရာမှာကိုဒေသဇွဲတွေနဲ့ဖြစ်လာတဲ့အဖွဲ့တွေနဲ့ဒီ NUG နဲ့ပူပေါင်းဆောင်ရွက်မှုစည်းရုံးနိုင်မှုအားပေါ်မှာကြီးပြီးတော့ဒေါ်လာကြီးကဟန်ချင်းညီသွားခဲ့ကြတာပါ ဒုံတွေကောင်းပဲတိုင်းသားဒေသတွေမှာရှိတဲ့ငကိုတွေကရှိရင်းစွဲလက်နက်ကင်တိုင်းသားအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုတွေဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုတွေကနေအခုလိုတော်လှန်ရေးဟာစစ်ကောင်စီကိုအခက်တွေ့စေပြီးရှုံးလုနီးနီးအနေထားအထိကို ရောက်ရှိစေခဲ့တာပါအိန္ဒိယအချက်တွေထဲမှာတော့အဓိကအချက်တစ်ခုကတော့တရုတ်နိုင်ငံရဲ့ပါဝင်ဆွဖက်မှုပါပဲ ဒီနိုင်ငံရဲ့ဒီကြားဖြတ်လုပ်ငန်းတွေပါဝင်ဆွဲဖက်မှုတွေကနေဒေါ်လာရေးအရှင်ဟုံကကိုကန်းနဲ့တောင်းပလောင်တို့ရဲ့ကြားဖြတ်ကြားဖြတ်တွေကိုနိုင်နေမယ်ဆိုတဲ့10 20ခွန်စစ်စင်ရာနေအရှင်ဟုံမြင့်မြစ်တက်ခဲ့ပြီးအန်ယူဂျီအနေနဲ့ကလည်းဒီပြမဒေတာမှာသူတို့ကတိုင်းသားဒေတာတွေမှာအခြေချလို့မရဘူးတိုင်းသားဒေတာတွေကသူတို့ရဲ့ဖက်ဒရယ်ပြည်နယ်ယူနစ်တွေအရာသူတို့ဒေတာကိုသူတို့ပဲ အုပ်ချုပ်ကျင်တာဖြစ်တဲ့အတွက်အန်ယူဂျီအနေနဲ့သူတို့အခြေချဖို့နေရာကိုစကိုင်းမကွေးနေရာကိုယူဆလိုက်တယ်။အဲမှာအန်ယူဂျီကအခြေချပြီးဒေသခံများနဲ့ညှိနှိုင်းဆောင်ရွက်မှုလုပ်ကပဋိပက္ခတွေဘလောက်ပဲပေါ်တိုက်မှုတွေဘလောက်ပဲရှိရှိရည်တည်ဖို့ကြိုးစားခဲ့တယ်။အဲရဒီမှာစောစောတုန်းက30 20နှစ်ခွန်စစ်စင်ရီးတွေတိုင်းသားဧရာဝတီအေအေအေညီနောင်သုံးဘွဲတို့နဲ့ပူးပေါင်းဆောင်ရွက်ပြီး ဒီမဟာဗျူဟာမြောက်စစ်စင်ကြီးတွေလောက်က NUG လည်းအောင်ပွဲရခဲ့တယ်အုပ်ချုပ်ရေးနေရာတွေတိဆောက်နိုင်တယ်ဒိုင်းသားတွေလည်းဒီနေမြေရရှိခဲ့တယ်အဲရနေမှာဒီချင်းပြည်နယ်တခုကိုလည်း CNF နဲ့ချင်းဘရာသာဟုအဖွဲ့နှစ်ဖွဲ့ပူးပေါင်းပြီးတော့ဒီဆေးရနာရှင်တွေကို တိုက်ထုတ်နိုင်ခဲ့သလိုဂင်းဒီပြည်နယ်မှာလည်းဂင်းဒီတော်လိုင်းရေးသမားများအားလုံးတပ်ပေါင်းစု ဖွဲ့ပြီးတော့ ဆရာနာရှင်ကိုရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့တယ်။ကရင်ပြည်နယ်မှာတော့အရေးကြီးတဲ့စစ်ကောင်စီရဲ့စစ်စခန်းတော်တော်များများကိုတိုက်ခိုက်နိုင်ခဲ့ပြီးတကယ်အချက်ကြကြတဲ့ဒေသတွေကိုလွှမ်းမိုးဖို့ဒီအာရှလမ်းကြီးကိုတစ်နှစ်ခွဲကြာနှစ်နှစ်ကြာထိန်းနိုင်တဲ့အနေအထားထိထိန်းသိမ်းနိုင်ခဲ့တယ်။နေဆက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကို တိုက်တာတွေပြန်လည်ထိန်းသိမ်းတာတွေဒါတွေလည်းလုပ်နိုင်ခဲ့တယ်။ပြောချင်တာကကရင်ပြည်နယ်မှာလည်း တိုင်းသားလက်နက်ကိုင်များသည် PDF များဒီမဟာမိတ်များနဲ့ပူးပေါင်းပြီး NUG PDF တွေကိုဒေသဆိုင်ရာ PDF တွေကိုမဟာမိတ်များနဲ့ပူးပေါင်းပြီး CA ပေါ်ဆောင်မှုတွေလုပ်တဲ့နေရာမှာသိတာထင်ရှားတဲ့အောင်မြင်မှုတွေအများကြီးရခဲ့တယ်။ရလဲရနေစေဖြစ်တယ်။ဝန်ပြင်းတဲ့တလွှားမှာလဲဒီရေဘလူးအဖွဲ့ကနေပြီးတော့ဒီရေအထီကို ထိန်းထားနိုင်တဲ့ဒီအဒီ လမ်းမကြီးဖြစ်တယ်ပြည်တော်စုလမ်းမကြီးဖြစ်တယ်အမှတ်ရှိလမ်းမကြီးပေါ့မော်လမြိုင်မော်လမြိုင်တဝဲကားလမ်းကြီးကို ထိန်းထားနိုင်တယ်အေရီးယားတစ်ခါတင်းတိုင်းတိုင်းမှာလဲဒီဒီတော်လိုက်အင်အားစုများနဲ့တိုင်းသားအရာဝများ ပူပေါင်းပြီးတော့စစ်ကောင်စီရဲ့တပ်စခန်းများနဲ့အုပ်ချုပ်ရေးအင်အားများကို တိုက်ခိုက်တာတွေလုပ်နိုင်ခဲ့တယ်ကချင်ပြည်နယ်မှာလဲ ကချင်လက်နက်ကင်များနဲ့ကချင် PDF တွေပူပေါင်းပြီးမဟာမိတ်တပ်များနဲ့အတူဒီအရေးကြီးတဲ့နယ်စပ်စခန်းများကိုသိမ်းဆီးထားနိုင်ခဲ့ပြီးဗမော်တိုက်ပွဲဟာဒီနေ့ရှိမတူနိုင်တော့မဆုံးနိုင်အနေထားနဲ့ရင်ဆိုင်နေရစေဖြစ်တယ်။ရခိုင်ပြည်နယ်မှာတော့အေအေရဲ့ဥဆောင်မှုတွေနဲ့ရခိုင်ပြည်နယ်မှာရှိတဲ့မြို့ပေါင်းတော်တော်နီးများမျိုးထိတ်ချုပ်ထားနိုင်ပြီးကြောက်ဖြူမောင်နဲ့စစ်တွေ၃မြို့နယ်ကိုပဲအေအေက ထိတ်တန့်ရင်ဆိုင်မှုတွေလုပ်နေစေဖြစ်ပြီးရခိုင်ပြည်နယ်မှာအေးအေးအုပ်ချုပ်ရေးရန်တွေဟာလဲပတ်နေပြီဖြစ်တယ်